အခုအဓမ္မစာပါမှာပန်းနှုတ်တက်လာနေတယ်အဲ့ဒီပန်းနှုတ်ထဲက hero adjustment တော်တော်များများကမတားတဲထိပါဝင်လာနိုင်တဲ့ hero တွေဖြစ်တယ်ဘယ် hero တွေကဘက်ခံတာပြီးဘယ် hero တွေကနောက်ခံတာလဲပြီးတော့တချို့သော hero တွေဆိုလို့ရှိရင်တော့မှသူတို့ရဲ့ passive ကို revert လုပ်ထားတာကိုတွေ့ရတယ်ပန်းနှုတ်ထဲကပါတဲ့ hero အကုန်လုံးကိုတော့ကျွန်တော်ပြပြမှာမဟုတ်ဘူးဒီကပြောင်းလဲသွားတဲ့ hero တွေအကြောင်းပဲကျွန်တော်ပြပြပေးမယ် Break it down, bring it back, make it clear. Three old thoughts, new glow. Fear Rear မြေနောက်မှာဆိုလို့ရှိရင် Fear user တော်တော်များများက Fear ကို Scale 2နဲ့ Shield Span လို့မရတော့ဘူးပြီးတော့ဒီကောင် Visit တဲ့ Damage ကဘာမှသိမထွက်တော့ဘူးကာယနာလည်းပြောဖတ်နေရပဲကွာဆိုရဲကောင်လေးတို့တော့ဒီ Mobile Legends ဘက်ကနေပြီးတော့ Fear ကိုပတ်ပေးလိုက်တယ်ဘလို့ပတ်ပေးလိုက်လဲဆိုလို့ရှိရင်သူ့ရဲ့ Passive ကနေရမယ် Visit တဲ့ Damage ကိုသူကတိုးပေးလိုက်တယ်တိုးပေးတော့မဟုတ်ပါဘူးထည့်ပေးလိုက်တာပါသူက Rear နောက်ကရောဒီကောင်သူ့ရဲ့ Passive ကိုသုံးမယ်ဆိုလို့ရှိရင် Passive ပဲရတာကွာ Extra Damage အပေါ်မပေးဘူးဒါပေမဲ့အခုကတော့ Extra Damage ပါအပေါ်ပေးမယ်ပြောတယ်ပြီးတော့ Scale 1 Airborne Duration ကိုလည်း0.4စက္ကန့်နေပြီး0.6စက္ကန့်လို့ တိုးပေးထားတယ်ဒါပေမဲ့အရင်လိုမျိုးစကေးဝန်းခုံလို့ရှိရင်တော့ရှီးရတော့မှာမဟုတ်ဘူးအဲ့ရှီးရတဲ့ဖက်ကတော့ဖြုတ်ပြတယ်ရှီးရဘယ်ကနေရမယ်ဆိုလို့ရှိရင်တော့အရင်လိုမျိုးစကေးတူးသုံးမယ်ဆိုလို့ရှိရင်ရှီးရလိမ့်မယ်အလဲကြိုက်လားကြိုက်လားအဲ့ဒါတော့ကြိုက်လားဒီရမယ်ရှိရတော့ तू က limit ရှိရယ်ဘယ်လို limit လဲဆိုလို့ရှင် scale 2 3ကအသုံးလို့ရမယ်ရှိပမာဏအများဆုံးသူ့တော်ကရနိုင်မဲ့ပမာဏပဲ ပြောလဲဒီရှိပမာဏများများရခြင်းလဲဆိုလို့ရှင်တော့ကိုက physical attack များများဆက်လို့ရှင်တော့ဒီရှိပမာဏတော်တော်တိုးလိမ့်မယ်အရင်တော့ fire နဲ့ပို့ပို့ပြီးတူလာရတော့ထင်တယ်ပြီးတော့ဒီ fire က ultimate 3နေတွင်မှာဆိုလို့ရှင်50% damage reduction ကိုရမယ် ultimate 3နေတွင်ဆိုတော့သူကွာ ultimate နဲ့လှမ်းပြီးတိုက်နေတဲ့အချိန်မှာ50% damage reduction ရမယ်ပြောပြီးတော့ ultimate မှာနောက်တော့နားလိုက်တဲ့တစ်ခုက valkyrie form မှာဆိုလို့ရှင်ဒီကောင်က physical attack ချမယ်ဆိုလို့ရှင်အရင်လိုသွေးပြတ်မတက်တော့ဘူး ဖီယာပတ်စစ်ဒီစကေးဝမ်းနေစကေးကျူးတွေအကုန်ဖတ်ထားလဲဆိုပေမဲ့ ultimate ကရမယ်ဒီ region effect ကိုဖြုတ်လိုက်တာဆိုတော့ဒီ counter ကတော့ light steel ရပွက်တော့တခု iron ဆက်ရမှာပဲနောက်တော့ hero တကောင်တော့ zilong ဖြစ်တယ် zilong တော့ဘတ်ခံထားရတယ် zilong ကသူ့ရဲ့ basic test speed ကိုတော့1.2ကနေပြီး1.05ဆိုပြီးတော့သူကနှက်ခံထားရတယ်ဒါပေမဲ့သူ့ရဲ့ physical attack group ကတော့6.652တန်းဆိုပြီးတော့တော်တော်လေးဖတ်ပေးထားတယ်။အဲ့ဒါကတော့တကယ်ပြောတော့တော်တော်သိတာတယ်။ ပြီးတော့သူ့ရဲ့ physical damage ကိုလည်းပုံမှန်100% total physical attack ကနေပြီး 100+80% total physical attack ဆိုပြီးညှက်ထားတော့တွေ့ရတယ်။ပြီးတော့ dragon fury လို့ခေါ်တဲ့အဲဒီဇိုးဇိုးဇိုး damage ကိုလည်းဗေဒ damage ကိုတိုးထားပြီးတော့ total physical attack damage ကိုကြတော့ရှော့ဝေးထားတယ်။ပြီးတော့အဲ dragon fury ရဲ့ဟာ bro နေနဲ့ physical attack 3ချက်ချမယ်ဆိုလို့ရှင်အဲသူ့ passive point နဲ့ဟုတ်တယ်မလား။အခုကအဲ့လိုမဟုတ်တော့ဘူး physical attack 3ချက်ချတဲ့အပြင်ကမှဒီ skill ကြီးသုံးမယ်ဆိုလို့ရှင်လည်းအဲ passive ကိုကောက်လုံးမှာကွာ။ဥပမာ skill ကြီးသုံးမယ်ဆိုလို့ရှင်လည်းအဲ dragon fury passive ကပွင့်မယ်။ အဲ့လိုမဟုတ်ဘဲနဲ့ဘီဇက်တက်သုံးချချမယ်ဆိုလို့ရှိရင်လေ Dragon Fury ပတ်စစ်ပွင့်မယ်။ Skate 2ကတော့နက်ခံလိုက်ရတယ်ဘလို့နက်လက်လဲဆိုတော့အရင်တော့ Skate 2သုံးမယ်ဆိုလို့ရှိရင်အဲ့ကောင်သေးသွားတာနဲ့ Skate 2ကူတော့ပြန်ကြရဟုတ်တယ်မလား။အခုကတော့ပြန်မကြတော့ဘူး။အရင်တော့ Skate 2သုံးပြီးတော့အဲ့ကောင်တက်လိုက်တာနဲ့ Skate 2တွေထပ်ပြီး Span လို့ရရဆိုပေမဲ့အခုကတော့ထပ်ပြီး Span လို့ရတော့မှမဟုတ်ပါဘူး။ပြီးတော့လေ Skate 2သုံးမယ်ဆိုလို့ရှိရင်အရင်တော့ဘီဇက်တက် Effect က Auto ပါတယ်။ ဘလူအဖတ်လဲဆိုလို့ချင်းဥမာဘရိုကဘရိုရရစီဝတ်ထားတယ်အဲ့တော့ဘရိုကစကေတူးနဲ့သွားထုတ်လိုက်မယ်ဆိုတော့လေဘရိုရရစီပတ်စစ်ကအော်တိုကုန်သွားတယ်အကောင်သုံးလိုက်တယ်ကွာဒီလားအခုအဒမတ်စာပါမှာဆိုလို့ချင်းဘရိုကစကေတူးနဲ့သွားထုတ်မယ်ဆိုလို့ချင်းတော့ဗီဇစ်တာဖတ်ကဖြုတ်ထားဆိုတော့တွေ့လားဘရိုရရစီဖတ်ကမပြောက်သွားဘူးပြီးတော့လေခရိုင်းဆိုင်ပတ်စစ်လည်းမပွင့်ဘူးကိုယ်ကိုယ်တိုင်ဗီဇစ်တာသွားချမှာလားအဲ့ဖတ်တွေကရတော့တယ်ဒီပန်းနှုတ်ထဲမှာ OB ဖြစ်လာမယ်ကောင်ကတော့ Lailia လို့ထင်တယ်။ညီမကြီးသူ့ရဲ့ SK1 Captain ကို7နဲ့8ဆိုပြီးတိုးပစ်လိုက်တယ်။ ကြည့်အောင် scale 1 current ညာတော်တော်ကြီးကျဲသွားတယ်ကွာတိလားအဲ့တော့ bro နေနေပုံမှန်တော့ပို့ပြော်လင်းချင်းရလာမြန်မယ် scale 1နေလာဆိုတော့မဟုတ်ဘူး scale 2ရဲ့ current ကိုမှ fight to sit ဆိုပြီးတိုးပေးထားတယ် scale 2ချလာတဲ့ကပေါက်သွားမယ်အဲ့ပေါက်သွားလို့ရှိရင်လည်းသူ့ရဲ့ area ကိုလည်း fight to sit ဆိုပြီးတော့သူကကျဲပေးထားတော့တွေ့ရတယ်အဲ့တော့ဒီကော scale 2နဲ့ light ချမဲ့ area ကတော်တော်ကြီးကျဲသွားဆိုတော့တကယ်ဘလင်းမပါတဲ့တက်နေတော့ကတော့စောက်ဝမ်းဆိုးတဲ့အိမ်မဖြစ်သွားမှာဘာရက်ကိုတော့သူ့ရဲ့ ultimate မှာ new fat ထည့်ပေးထားတယ်ဘလို့ new fat လဲဆိုလို့ရှိရင်ဒီကော ultimate လွဲသွားမယ်ဆိုလို့ရှိရင်အရင်တော့လိုမျိုးစက္ကန့်အပြည့်စောင့်ရမလို့ဘူး 15%ပါဆန်မဲ့ဆောက်အောင်ပါ bro ကဘာရအာဒီကိုတုံးပြီးတော့ပြန်ပြီး cancel လိုက်မယ်ဆိုလို့ရှိရင်လည်းအရင်တုန်းက60%ပါဆန်ကူလောင်ဆောက်အောင်လေဆိုပေမဲ့အခုကတော့50%ပါဆန်ကူလောင်ပဲပြန်ပြီးဆောက်အောင်မှာဖြစ်တယ် bro ရဲ့ဘာရက step တစ်ခုမှမရှိဘူးဆိုရင်တော့မှဒီ donor welcome ငုံလိုက်ပြီဆိုတော့ね bro ရဲ့ဘာရက full step ရောက်သွားမှာဖြစ်ပါတယ်အဲ့တော့ပုံမှန်တော့ပို့ပြီးတော့ကန်အန်းတာပို့ပြီးတော့စင်မေလာမယ်လို့ထင်တယ် ဘရိုကအရင်တော့ step 10ခုနဲ့တေသွားခဲ့မှဆိုတော့မှဘရိုပြန်ထွက်လာမှဆိုလို့ရှိရင် step တွေအကြံခဲ့ဆိုပေမဲ့အခုကတော့ဘရိုအနေနဲ့တေရောမှဆိုလို့ရှိရင်ပြန်ထွက်လာလို့ရှိရင် step က0နဲ့ပြန်ထွက်လာမှဖြစ်ပါတယ်။ဘာရော့ဂျီရောမတားရတော့ပြန်မဝင်စီချင်မောက်ဘာလို့ဆိုတော့မတားမုံလို့အကောင်ကြီးကဘာကြီးလဲမသိဘူး။ဆီလီယာတော့ adjustment လုပ်ထားတဲ့သူ့ရဲ့ scale man mana score ကို75 to 150ရနေပြီ75 at all လေးဆိုပြီးတော့သူ့ရဲ့ mana score ထုံကြတာကိုတော်တော်လေးကို short ပေးထားတယ်။ ပြီးတော့လဲသူ scale span မဲ့ဆိုလို့ချိန်နဲ့အဲ့ mana ကုန်ကြမဲ့ဟာကို1.5စာကနေပြီး1.32 1.8စာဆိုပြီးသူက short ပေးထားတာကိုတွေ့ရတယ်။ short ပေးထားတော့မဟုတ်ဘူးပေါ့။ early game မှာပဲ short ပေးပြီး late game မှာတော်တော်လေးကိုတင်ပေးထားတာကိုတွေ့ရတယ်။အဲ့တော့ early game မှာ blue နေ scale span လို့ရမယ်အရင်ထပ်ပို့ပြီးတော့ late game ကျရင်တော့နည်းနည်းပို့ပြီးတော့ mana ကုန်ကြတာများမယ်ပေါ့။ Aurora ကတော့ဒီကောင်ရဲ့ magic power တရားရှိတိုင်းမှာသူ့ရဲ့ရေခဲမဲ့ကြာခြင်းကို0.1 second စီတိုးပေးမယ်လို့ပြောတယ်။ဒါကတော့ scale 2ပေါ့နော်။ တူအဒီမိကိုတုံးပြီးရေခဲမဲ့ဆိုလို့ရှိရင်တော့မဂျစ်တပါဝါ100ရှိတိုင်းမှာဒီကောင်0.2စက္ကန့်တိုးပင်းလို့ပြောတယ်။အဲ့တော့ဘရိုကဟိုလီခရစ်တဲ့အများကြီးဆက်လိုက်မယ်ဆိုလို့ရှိရင်ပိုကောင်ရေခဲသွားတဲ့ကြာရင်ရှိုးလိုက်တွေ့လားအကြာကြီးပဲ။ဒါပေမဲ့ဟိုလီခရစ်တဲ့ခြောက်လုံးတော့ဘယ်သူမှတော့မဆက်တော့ပါဘူး။ပြီးတော့ပုံမှန် iron pick ကိုမှဒီကောင်ကအာဒီမိမှာတွဲပြီးသုံးမယ်ဆိုလို့ရှိရင်တော့3စက္ကန့်4စက္ကန့်လောက်တော့ stand မယ်လို့ပြောတယ်။ extend တဲ့ကြာချိန်ပမာဏကကိုယ့်အသင်းရဲ့ဗတ်တယ်နိုင်မှုတော့အခွင့်အရေးမတိုင်းရှိရဲ့ ပြီးတော့ဒီ Aurora ရဲ့ stand က mobile legend တဲ့မှာအကြဆုံး stand တော့သွားဖြစ်နေမှာပဲ bro ကန်ဆိုးပြီးတော့ holy crystal ရဲ့6လုံးသွားထားတဲ့ Aurora နဲ့တွေ့မယ်ဆိုလို့ရှိရင်တော့သူ့အတီမိပြီဆိုတာနဲ့အခုလိုမျိုးဘာမှလှုပ်လို့မရအောင်ရက်နေရမှာဖြစ်ပါတယ် Leon မောကတော့ revive ထားတဲ့လူအောင်ဆိုနေတယ်ဘာလို့ဆိုသူ့ရဲ့ passive က revive ထားတဲ့သဘောမျိုးပဲသူက enemy ကိုချမှတ်တယ်လို့ရှိရင် energy 25ရမယ်တရားပြေးပြီးတော့အကောင်ချလိုက်မယ်ဆိုလို့ရှိရင် crit ရဲ့ damage ထွက်ပြီးတော့ကိုကသွေးပြန်တက်မယ်။သူ့ရဲ့ skill ရေးသုံးမယ်ဆိုလို့ရှိရင် energy ရတယ်။အဲ့ဒီ energy ရတဲ့ဟာက enemy ပေါ်မူတည်ပြီးတော့ဒီကောင်ရဲ့ energy ကအများကြီးပိုတက်တယ်။ ပြီးတော့ဘရိုကလီယွန်ဝဲပတ်စစ်ပြေးလို့ခုတ်လို့ရှိရင်ခရီကယ်ထားရဆိုပြီးတော့ဘရိုကခရီကယ် identity သွားပြီးတော့ဆက်လို့မရဘူးဒီကောင်ခရီကယ် identity ကိုဒီကောင်တပစ်စစ်တက်ကအကျုံးမင်ဘူးဒီမှာဆိုရင်ကျွန်တော်ခရီကယ် identity ဖြစ်တဲ့ hack clone window ကဘာသာကဆက်လိုက်မယ်လီယွန်ဝဲပစ်စစ်တက်ကရိုးရိုးပစ်စစ်တက်ပဲဖြစ်နေနေမယ်ခရီကယ်လုံးဝမထွက်ဘူးဒီတော့လီယွန်မော့ကသူ့ရဲ့ energy ပြေးမှသာဒီကောင်ကခရီကယ်ထွက်မှာဖြစ်တယ်ဘရိုနေနေကခရီကယ်ထားတဲ့ damage ကိုမသားထွက်ကျင်နေဆိုလို့ရှိရင်တော့ physical attack များတဲ့ BOD တို့ CF တို့ဆက်လိုက်မှသာဒီကောင်ရဲ့ခရီကယ်ထားတဲ့ damage ကပိုပြီးကျန်းမှာဖြစ်ပါတယ် မတာထဲမှာဆောင်းအောင်တောင်းကျန်းနေတဲ့ Lancelot ရဲ့ schedule ကူးတော်ကိုနှက်ထားတယ်။ Lancelot schedule ကူးတော်ကတော့10 to 7 second နေပြီ11 to 9 second ကိုပြီးတော်တော်လေးတင်ပေးတာကိုတွေ့ရတယ်။ဒီလိုလေးနှက်တော်တော့နဲ့တော့တိတ်ပြီးတော့တော့ Lancelot ကမတာထဲကအောက်သွားမယ်လို့တော့မထင်ဘူး။ဘာလို့ဆိုတော့ကူးကောင်းလေးပဲနှက်တာလေးဟုတ်တယ်မလား။ damage နှက်တာမှမဟုတ်တာ။ဟိုအားလေးဂိုးလေးမှာ Granja ကျန်းနေတယ်။တော်တော်ကျန်းတာနဲ့ကြာနေပြီ။အော်အဲ့ဒါများ Nolan နှက်လိုက်လေ။ Nolan တော့ play နှက်ခံလိုက်ရတယ်။သူ့ရဲ့ energy region ကို25 to 20ဆိုပြီးနှက်ချလိုက်ရတယ်။အဲ့တော့ဒီကောင်က blue ကမရှိလို့ရှင်ဘာမှသောက်သုံးကြတဲ့ကောင်မျိုးဖြစ်သွားပြီ။ ်ရင်တော့အမဘလူဘတ်မရှိလို့ရှင်စကေတူးတွေအာတီမိတ်တွေတုံးပြီးတော့ထွက်ပြေးလို့ရတယ်အက်စတက်ကသူဟီးပေးမဲ့ကောင်ကစီကယ်တက်တွေဘလောက်များတယ်လဲမဂျစ်ပါဝါဘလောက်များနေဝမှုတီးပြီးတော့အက်စတက်ကဟီးပေးတဲ့အမောင့်တွေကွဲသွားမှာဖြစ်တယ်ဖီဇီကယ်တက်7ဒါမှမဟုတ်မဂျစ်ပါဝါ7ရမယ်ဆိုလို့ရှင်ဒီကောင်ရဲ့ဟီးလင်းပါဝါကို1%တိုးပေးမှာဖြစ်တယ်ရှိမပြတဲ့လေလာတော့နောဆုတ်ကုတ်ဆုတ်လေလာဖြစ်ပြီးတော့ဒီလေလာဆိုလို့ရှိရင်တော့ဘီယိုဒီချော်ချောင်းနဲ့စပက်ရှယ်လေလာဖြစ်ပါတယ်ဖီဇီကယ်တက်တွေများနေတဲ့လေလာဆိုလို့ဒီကောင်ဟီးရဲ့ဟီးချက်တွေကိုမင်းရှိုးလိုက်အောင်ရှယ်ကိုဟီးပေးတာမင်းတွေးရတဲ့ရှယ်ပြန်တက် ခီမီကိုတော့ဂိန်းကိန်းနဲ့မဖော်ပြတော့ဘူးဒီကောင်ကိုနှက်တယ်ပါညာလောက်ပဲပြောတော့မယ်ခွာခီမီရဲ့ပတ်စစ်ကိုနှက်ထားတယ်သူ့ရဲ့ဖိစစ်တက်ဒါမေ့ကိုလည်းနှက်ထားတယ်လို့သူ့ရဲ့အန်ဟန်ဖိစစ်တက်ကိုလည်းနှက်ထားတယ်ဒါအပြင်မှာအိုင်ဒန်ရမယ့်ဖက်တွေကိုတော့ဒီကောင်ပတ်ပြီးထားတော့တွေ့ရတယ်အိုင်ဒန်ရမယ့်ဖက်တွေကိုတော့21 25%ဆိုပြီးပတ်ပြီးထားတယ်အန်ဟန်ဖိစစ်တက်ဆိုလို့ရှိရင်တော့26 30%ဆိုပြီးတော့ပတ်ပြီးထားတော့တွေ့ရတယ်စကေတူရဲ့ကူတော့လည်းနှစ်ဆက်ကနေတင်ပေးရတယ်တန်းတူ8ဆက်ကနေပြီးတွဲတူတန်းဆက်ကနေပြီးတော့တင်ပေးထားတယ်အဲ့တော့နှစ်ဆက်ကဆိုတော့ ်ဘတ်တယ်မှာတိတာမလားဆိုတော့တိတာတော့မှာပါအရင်တော့ကဗန်ချန်ဖွင့်မဲ့ဆိုလို့ချင်းဘရိုနေနဲ့တွားပစ်လိုက်မဲ့ဆိုလို့ချင်းဘရို damage ရဲ့35%ကိုမန်ဂျစ် damage နေနဲ့ပြောင်းပြီးထိမှာဖြစ်တယ်အခုတော့35%နေရာမှာ25%ဆိုပြီးရှော့ပေးလိုက်ပါတယ်ဗန်ချန်ဖွင့်လဲငါတော့အပြစ်မှာပဲဆိုရဟန်နဘီဘရိုပလေးလေးတော့ကတော့အင်ပြေတာပေါ့ဒါကတော့အဒမန့်ဆာဗာမှာပြောင်းနေသွားတဲ့ဟီးယိုးတွေတချို့ရဲ့အကြောင်းပဲဖြစ်ပါတယ်ကဲအဲဒါဆိုလို့ရှိရင်တော့ဒီနေ့ဗီဒီယိုလည်းဒီလောက်ပါပဲနောက်တဲ့ဗီဒီယိုမှာထပ်ပြီးတော့တွေ့ကြပါမယ်အားလုံးပဲပိုင်ပိုင် ကျွန်တော်အနေနဲ့ Elite Skin တွေလည်းလာရမယ်ခွင့် event လေးရဆိုလို့ရှိရင် Mobile Legends တိုင်းမှာရောက်ရှိလာပြီဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်တော့ Daily Daily တွေပုံမှန်လောက်ရမယ်ပြီးလို့ရှိရင် login လေးတွေခေတ်ထဲဝင်ရမယ်ဆိုလို့ရှိရင်တော့ဒီသူလဲလဲလို့ရမယ်ဟာလေးရပါမယ်။ဒီလိုနည်းနဲ့ဆိုပြီးတော့အဲ့ဒါလေး90ပြည့်အောင်မယ်ဆိုလို့ရှိရင် Bro ကအဲ့ slashing ပေါက်လေးသွားယူလို့ရမှာဖြစ်ပါတယ်။အဲ့ပေါက်လေးကိုလဲလိုက်ပြီးဆိုတာနဲ့ Bro အနေနဲ့ရွေးချယ် skin လေးတန်းတဲ့ဟာလေးလဲရှိအောင်မှာဖြစ်တယ်။ တိုင်ရစကင်ဘရူနီနဲ့မကြိုက်သလိုရှင်ဂျွန်ဆန်နေဘိုင်းရိုထောတွေဂူရှင်နဲ့ဝိုင်ဘီဘူနိုအိုက်စကင်လဲဘူရောယူလို့ရမှာဖြစ်ပါတယ်အခြားသောစကင်တွေကကျွန်တော်အနေနဲ့ယူလို့မရဆိုတော့တိုင်ရစကင်တစ်ခုပဲယူလို့ရဆိုတော့တိုင်ဝယ်ပဲယူလိုက်တော့မယ် Okay စကင်သေးတစ်ခေါင်ရပါပြီဘရူနီနဲ့လည်းဒီစကင်လှမလောက်အောင်မမဖဲနဲ့ limited စကင်လို့ကြားအောင်နဲ့ဘရူကဒီစကင်လေးကိုပဲယူသင့်ပါတယ်အားလုံးပဲဘိုင်ဘိုင်